တန်ရာကြောင်း၃ဘက်လောက်အထိလွဲချော့ပွဲရှိတဲ့ဂိုပါမှာအားလုံးမင်္ဂလာပါဘာမစ်စပူဆိုင်ကနေပြန်လိုက်ကြိုဆိုလိုက်ပါရယ်မင်္ဂလာပါအပြာကောင်းလို့ကျွန်တော်နေနေလေးတော့ဒီပြန်ကောင်းလာပါပြီဒီကနေ့ကြားရတဲ့ breaking news ရကတော့တိတ်တင်းကောင်းတော့ဟုတ်မနေဘူးပြီးခဲ့တော့ကျွန်တော်တို့ United နဲ့ပွဲမှာတန်ရာကြောင်းလူစားလဲလိုက်ကကိုပါမှာဟာအခုသူ့ရဲ့တန်ရာအခြေအနေက၃ဘက်လောက်ထိတော့နိုင်ရနိုင်တယ်ဆိုတော့ တင်းစားထွက်ပေါ်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဘုံအဖွဲ့ကနေပြီးတော့သူ့ကိုခွဲစိတ်ကုတရမလားမကုတဘူးလားဆိုတော့တို့တိုင်းမနေတယ်အဓိကဘုံအဖွဲ့ကခွဲစိတ်မကုတခြင်းခွဲစိတ်လိုက်မယ်ဆိုလို့ရှိရင်နိုင်ရမယ့်ပမာဏကပို့ပြီးတော့ကြာသွားနိုင်တယ်အဲ့အတွက်မလို့တို့အတွက်နည်းနည်းပို့ပြီးတော့ risk များတယ်လို့တို့ယူဆတယ်ဒါပေမဲ့မခွဲစိတ်ပြန်ရင်လည်းရေရှိမှာဇာသမားမှုဘယ်လောက်ထိတက်ရောက်မှုရှိမလဲဆိုတော့လည်းကျွန်တော်တို့စဉ်းစားရမယ်ဗျာ မဖက်စိဘဲနဲ့ကောင်းသွားရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့ဒါကနည်းနည်းလေးဟိုကြာရှည်သလိုဖြစ်လာပြီပေါ့မနစ်ကလည်းတော်တော်လေးနားလိုက်ရတယ်ဒါသူကပြန်ဖြစ်လာပြန်တယ်အကင်းမတည်ဘူးပေါ့ကျွန်တော်ဗမာစကားနဲ့ပြောမှဆိုရင်ဒါရအကင်းမတည်တဲ့သဘောဖြစ်နေဆိုတော့ဒါဟိုသူတို့ပြပြတတတခုတော့ဆုံးဖြတ်ရလိမ့်မယ်အခုနေသားရ၃ဘက်လောက်ထိနားရမယ်လို့တရင်ထွက်နေတယ်အဲဒါကခွဲစိတ်မလားခွဲစိတ်မလားဆိုတာမသိသေးဘူးတကယ်လို့ဒါ၃ဘက်သာဆိုလို့ရှိရင်အခုကကျွန်တော်တို့က second project အဲနောက်ဆုံးဘက်ပေါ့နော်အောက်တိုဘာတလလုံး မိဘဖြစ်သွားမျိုးအော်တိုဘာနောက်ဆုံးပတ်လောက်မှာပြန်ပါလာမယ်ဆိုတော့ထားပါတော့ကျွန်တော်တို့အော်တိုဘာလမှာဆိုလို့ရှိရင်ကစားမယ်ဘယ်အများကြီးချက်တယ်လောလောလည်းကျွန်တော် Brighton နဲ့ကစားအောင် Brighton နဲ့ကစားပြီးလို့ချင်း Benfica နဲ့ကစားအောင် Benfica နဲ့ကစားပြီးတော့ Liverpool နဲ့ကစားအောင်အဲ့တော့ဒီကြတဲ့အိတ်ပွဲကြီးမှာလွဲချော်မယ်ဆိုတော့ Brighton နဲ့ပွဲကိုခဏထားလိုက်ပင်ဖီကာနဲ့လီဗာပူးကတော်တော်လေးလူကြီးကြီးနေတယ်။အဲ့တော့အဲ့ဒီအချိန်မှာကိုပါမမပါနိုင်ဘူးဆိုရယ်အနေထိုင်တူကတော်တော်တော့ ျော်စရာတော့ကောင်းမနေဘူးပေါ့နော်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ IS နဲ့ Chamberlain ဘွဲရှိမယ်နောက် Sunderland ဘွဲရှိမယ်ပြီးတော့ Wolf နဲ့ EFL ကပြန်ကန်မှာရှိမယ်ဆိုတော့6ပွဲလောက်ပေါ့နော်ဒါဒါ3ဘက်4ဘက်နဲ့ကျွန်တော်တွက်ထားတယ်ဆို6ပွဲလောက်အဲဝဲချုံမဲ့ဘွဲရှိတယ်6ပွဲလောက်မှာကျွန်တော်ခုနပြောဆိုအရေးကြီးတာက Benfica ဘွဲလေးပေါ့ဆိုတော့ IS ဘွဲလေး Benfica ဘွဲရဲ့အဖြစ်ပေါ်မှာမူတည်ပြီးတော့ IS ဘွဲရဲ့အဖြစ်ရတယ်ဒါမှမဟုတ် Wolf နဲ့ဘွဲရတော့ဘလို့ဖြစ်ရကျွန်တော်ကပါမမပိုင်တော့မှကျွန်တော်တို့ကောင်းကောင်းနိုင်နိုင်လို့ကျွန်တော်ကယူဆတယ်ပေါ့ကျွန်တော်အရေးကြီးတာက အာအသေးအနေနဲ့ဘယ်လိုဆုံးဖြတ်မလဲပေါ့ကျွန်တော်ရဲ့ personal အမြင်အရဆိုလို့ရှိရင်တော့ညစ်သုံးနေရတဲ့စာရင်တကယ်အဲတင်းတင်းချာချာပျောက်ကင်းသွားအောင်ပေါ့နော်ခွဲစိတ်ဖို့လိုရဆိုလို့ရှိရင်လည်းခွဲစိတ်ချလိုက်ဗျာဒါကျွန်တော်တို့ပါမမရှိရင်တော့အခက်အခဲဖြစ်တာကျွန်တော်လည်းသိပါလီယန်ဒီလည်းရှိရင်တော့လီယန်ဒီလည်းပေါ်ထောင်းထားပြီးဂျာအိုဘတ်ဂျူပါမနေမှာကစားခိုင်းပြန်ဒါပေမဲ့အခုနေထားမှာလည်းကျွန်တော်တို့ဂျာအိုဘတ်ဂျူပါမနေမှာကစားခိုင်းပြီးတော့အထောင်တိုက်စစ်မှုမှာမက်ကီကိုကစားခိုင်းလို့ရပါတယ်ကျွန်တော်ကတော့ရိုင်းပြီးတော့ ဟိုဘယ်လိုပြောမလဲရေမခုံးပြရေမခုံးဆိုတာကိုယ့်ကိုယုံကြည်မှုလွန်ကဲနေတာမဟုတ်ဘူးဒီတန်ရနေတဲ့ပါမကိုအကင်းတရားတေးချခုလိုက်လောကတင်းနေချာချာကောင်းကောင်းမုံဖြစ်သွားမှာပေါ့လေအဲ့လိုထိမ့်ထိမ့်ပြီးတော့တုံးနေတဲ့ခါကျပို့ပြီးတော့ jam ပြီးပြီးတော့ပုံနာသွားမှာဆိုတော့ဗျာအဲ့တော့ရေရှိကိုကျွန်တော်တို့ကဖြစ်လို့ပြရမယ်ဒီခဏတစ်ဖြုတ်ဆွေးကြပါဆိုတော့၃ဘတ်တန်ဒီ၄ဘတ်တန်ဒီထားပါတော့ဗျာ၈ဘတ်ပေါ့၂လတန်ဒီနားအောင်ကျွန်တော်တို့ သွားစဉ်းစားလို့မရဘူးရေရှည်လောင်းတန်းကိုကျွန်တော်တို့စဉ်းစားမှာထိရင်ပြန်သုံးရင်ထိရင်ပြန်သုံးရင်ပို့ဆိုးသွားမှလည်းအဆိုးရတာပေါ့နော်ဒါကပါမရဲ့အခြေအနေပေါ့အဲ့တော့ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူးဘုံဘွဲကတော့တို့မခွဲခြင်းဘူးဒါပေမဲ့မဖြစ်မနေဆိုရင်တော့ခွဲပဲပေါ့လက်ရှိ၃ဘက်နားရမယ်၂ဘက်နားရမယ်ဆိုရင်အနေထားခွဲမဲ့မခွဲမဲ့မဆုံးဖြတ်ရသေးတဲ့အနေထားမှာထွက်နေတဲ့တည်နေပါတဲ့လူစင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်လွဲသိရတဲ့တဲ့တွေကိုပြောရမယ်ဆိုလို့ရှိရင်မြန်မာစကားဝင်ကြီးကပါလေလူရဝဲဆွဲဆိုတာအဲ့လိုဖြစ်မိတယ်တို့ရဲ့နောက်တန်းမှာတိုးစင်းကလည်း ခြေတလုံးတန်ရာကြောင့်အောက်တိုဘာဒုတိယပတ်လောက်အထိနားရမယ်သဘောရှိတယ်လို့ပြောပါလေပြီးတော့ဖိုဖာနာနော်ချိန်လုံးတန်ရာရနေတန်ရာနေပြီးတော့ပြန်ကစားလာမှာပွဲကလက်ချိုးကြည့်လို့ရတယ်အခုပြန်ပြီးတော့တန်ရာရပြန်ပါပြီတပွဲလားနှစ်ပွဲလားတော့မသိပြောတတ်ဘူးတပွဲနှစ်ပွဲလောက်ပဲရှိမှာသူကအရင်ကမများဘူးအဲကြောင့်ဟို United နဲ့ပွဲနေရကနာချိုးလဲမဲ့ဟာသူကြောင့်ကနာချိုးမလဲလိုက်ရတာဖိုဖာနာနောက်တစ်ယောက်ကတော့ဘာရီယာချီဘာရီယာချီကလည်း တပွဲနိုင်အောင်မယ်လို့ပြောတယ်အပွင့်လည်းအဆင်ဘူးတော့ဘာလို့ဘယ်တော့ပြန်လာမလဲလာပြီးရတော့ဘယ်တော့ပြန်လာမလဲဆိုတာလည်းမသိသေးဘူးအဲ့တော့အနေထားတော့တိတ်တော့အဆင်ပြေမနေဘူးညီကိုရိအဲ့တော့အဓိကအရေးကြီးတာတော့ကိုပါမပါကျွန်တော်အနေနဲ့အဒေးဒေးမကောင်းလို့ကိုပါမရဲ့ပွဲစဉ်ကိုကြည့်အောင်မှာကျွန်တော်အမှတ်တရဗီဒီယိုလေးလုပ်မယ်ဆိုရင်မလုပ်ဘူးလက်ရှိအနေထားမှာတော့သူ့ရဲ့ပွဲတရပြည့်မှတ်တရအစားတော့တန်ရာအနေထားလေးကိုပဲကျွန်တော် update ဗီဒီယိုလေးလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါညီကိုရိဒီနေ့တက်ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါဦးကျွန်တော်